ားလုံးမင်္ဂလာပါကိုတိုင်းဖူဖော်ကြီး channel ရတယ်ပြင်လို့ညီကိုလေးကိုပြန်နေကြည့်လိုက်ပါတယ်ဒီညကိုတိုင်းရဲ့တပွဲကောင်းလေးလာပြောပေးတာပါကျွန်တော် YouTube ကညီကိုလေးကိုအဲ့ဒီပွဲစဉ်ကတော့ကျွန်တော်တို့တစ်ခွဲမှာကမယ် real metric နဲ့တည်မလားဗလာဘီရဲ့ဗျာပြီးတော့ဒီပွဲကိုကြည့်ရမယ်ဆိုရင် real metric ကနေပြီးပေါက်နေတဲ့အခြေအနေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့1-55ဗျာအရှုံးပေါက်နေပြီးတော့၃လုံး55ဗျာအရှုံးဆိုပြီးတော့ကိုပေါင်းစည်းကအရှုံးပေးထားတယ်ပေါ့လေဒီ real metric real metric ကတော့ဒီဒီ AD ကိုကြပြီးတဲ့သူနိုင်ထားတဲ့ပွဲစဉ်လို့ရှိတယ်ဗျာအဲဒီအဲဒီတင်မဲ့တစ်ဖက်ကဗီလာဗီရဲ့ဗလာဗီကကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဗလာဗီကအင်တန်မားတဲ့တင်းထဲမှာပါတယ်ဗျာတည်ရမလားမားတဲ့တင်းထဲမှာပါတယ်ဂျူမီတက်ကသူတူးတူးနဲ့သူကန်ထားတယ်အိုစာဆူနာကိုတော့မှသူခက်ခက်ခဲနဲ့သူကန်ထားတယ်ပေါ့လေအိုစာဆူနာအိုစာဆူနာခက်ခဲအောင်သူကန်ထားတယ်စပါလည်းခက်ခဲခဲ့တယ်အဲ့တော့ကဗီရဲ့မက်ထရစ်ကပေးနေတာက1.55ပေးနေတယ်ကြည့်အောင်မလားကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဘာစီလည်း ဘာစီလဲဗလာရီယိုတူးဝနဲ့ပဲနိုင်ခဲ့တာနိုင်ခဲ့တာဖြစ်တဲ့အတွက်ရီယယ်မထွေဒီဘက်မှာ1.55ပြားမှာနိုင်ငံ့တော့တစ်လုံးပဲလို့ကိုတိုင်းတော့ထင်ပါတယ်အဲ့တော့ဗလာရီရဲ့အသိဉာဏ်ကိုကြိုက်ပါတယ်ကိုဘုတ်ကိုောက်ကတော့3.55ပြားအရှုံးမှာတော့ကိုအောက်ကိုကြိုက်ပါတယ် ကျွန်တော်ညီကိုတွေအဆင်ပြေရအောင်လုပ်စီချင်ပါတယ်ကျွန်တော် YouTube account ကိုလည်း like subscribe လုပ်ပြီးကိုကျွန်တော်ညီကိုတွေကိုတောက်ဆိုပါတယ်နောက်ပြီးကြာရင်ကျွန်တော်ညီကိုတွေပြန်လည်းတွေ့ဆုံချင်ပါတယ်ဒီပွဲစဉ်လေး live ရောပြောပချင်းဖြစ်ပါတယ် Real Madrid နဲ့ Valeria မှာ Valeria ရဲ့အသင်းနဲ့ goal အောက်ကိုကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်